င်္ဂလာပါရှင်လွတ်လပ်တဲ့အာရှအသံ RFA ရဲ့မတ်လ15ရက်နေ့စနေနေ့ညပိုင်းအစည်းအဝေးကိုအမေရိကန်တီရောင်စုဝါရှင်တန် DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီရှင်ကျမဝီမာထွန်မရှင်စကောင်စီဟာတလအတွင်လူခွင့်ရေးချိုးဖောက်မှုပေါင်း600ကျော်ကျူးလွန်ခဲ့တယ်လို့ NUG ကပြောပါတယ် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးကို ICC ကစတင်စစ်ဆေးနေပါပြီ။ဒီသတင်းနဲ့အတူ WFP အထောက်အပံ့ရဆိုင်လိုက်လို့ကြုံရမဲ့စားဝတ်နေရေးပြဿနာတွေကိုစစ်ဘေးဒုက္ခသည်တွေစိုးရိမ်နေကြတဲ့အကြောင်းတွေကိုနားဆင်ရဖို့ရှိပါတယ်ရှင်။ ညမာနယ်ဆက်အနီးကစစ်ကောင်စီတပ်ရဲ့ပူလူတူစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်သား12ယောက်သေဆုံးပြီးတော့17ဦးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတယ်လို့ KNU ကမတ်လ15ရက်နေ့မှာပြောပါတယ်ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလက်နက်ခဲယမ်းတချို့လည်းယူဆောင်သွားပြီးတော့အဲ့ဒီထဲမှာဒဏ်ရာရထားတဲ့သူ၃ဦးပါဝင်တယ်လို့ပြောပါတယ်။ ဒီစခန်းကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ25ရက်နေ့ကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN အနေနဲ့ပူပေါင်းတပ်တွေကစတင်တိုက်ခိုက်ခဲ့တာပါတိုက်ပွဲကာလအတွင်း KNN ပူပေါင်းတပ်တွေဘက်က3တေဆုံးပြီးတော့6ဦးထိခိုက်ဒဏ်ရာရတယ်လို့ KNU ကပြောပါတယ်ရှင် မကွေးတိုင်းမြိုင်မျိုးနယ်ကဝဲတောင်ရွာနဲ့စူးဝင်းရွာကိုမတ်လ14ရက်နေ့နေ့လယ်ပိုင်းကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကိုရင်တပားအပါဝင်3ဦးသေဆုံးပြီးတော့10ဦးထဏ်ရာရခဲ့ပါတယ်။ဂျက်တိုက်လေရင်3စီးနဲ့မိနစ်30ကြာလေကြောင်းကနေပြစ်ခတ်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။လေကြောင်းတိုက်ခိုက်ခံရတဲ့ကျေးရွာတွေမှာတိုက်ပွဲမရှိသလိုကာကွယ်ရေးတပ်ဖွဲ့တွေနေထိုင်တာမျိုးလည်းမရှိဘူးလို့ဆိုပါတယ်။ လေချောင်းတိုက်ခိုက်ခံရပြီးနောက်အဲ့ဒီရွာနှစ်ရွာကဒေသခံတထောင်နီးပါးလဲနေရွှန့်ခွာထွက်ပြေးနေကြရပါတယ်ရှင်။စကောင်စီတပ်ကဖေဖော်ဝါရီလအတွင်းလူခွင့်ရေးချိုးဖောက်မှု604မှုကျူးလွန်ခဲ့တယ်လို့ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကပြောပါတယ်။စကောင်စီကျူးလွန်ခဲ့တဲ့လူခွင့်ချိုးဖောက်မှုတွေထဲမှာပုံစံအမျိုးအစား18မျိုးပါဝင်ပါတယ်။ တရားလွတ်လွတ်တက်ဖြတ်ခံရတာ135မှုရှိတယ်လို့ NUG ကပြောထားပါတယ်။လိန်အကြမ်းဖတ်တာအလုသမားအခွင့်ရေးချိုးဖောက်တာတရားလက်လွတ်ချုံနောင်တာလွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကိုချိုးဖောက်တာကလေးစစ်သားစုဆောင်တာဆေးဘက်ဆိုင်ရာစင်တာတွေကိုတိုက်ခိုက်တာနဲ့ဘာသာရေးအဆောက်အုံတွေကိုဖျက်ဆီးတာ PRP ရွှေ့ပြောင်းခိုင်းတာတွေပါဝင်တယ်လို့ထောက်ပြထားပါတယ်ရှင် မွန်ပြည်နယ်ရေမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးလက်နက်ခဲယမ်းတွေနဲ့အတူမတ်လ14ရက်နေ့ကရေဘလူးတပ်ဖွဲ့ထံခိုးလုံလာပါတယ်။တပ်ချက်ကြီးအစင်ရှိသူတဦးနဲ့တပ်သား9ဦးပါဝင်ပြီးတော့ရေမြို့အခြေဆိုင်အမှတ်19ခြေရင်တရင်မှာတာဝန်ထမ်းဆောင်ခဲ့ကြသူတွေဖြစ်ပါတယ်။ရေဘလူးဖွဲ့ထံလာရောက်ပူးပေါင်းကြသူတွေကိုစုငွေတွေပေးအပ်ထားပြီးတော့လုံခြုံတဲ့နေရာမှာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့အဖွဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်။ MUG စင်းရတော့ဖေဖော်ဝါရီတလအတွင်းစက်ကောင်စီတက်ကဘုံမူးအဆင့်ရှိသူတအူးအပါဝင် စက်ကောင်စီတက်သားနဲ့ရဲတပ်ဖွဲ့ဝင်64ယောက်ဗတ်ပြောင်းလာခဲ့ပါတယ်ရှင်ထိုင်းနိုင်ငံဘန်ကောက်မြို့အမြန်လမ်းမပေါ်ကစောက်လုတ်ဆဲတရားပြူကြလို့မြန်မာနှစ်ဦးအပါဝင်၅ဦးသေဆုံးပြီးတော့24ယောက်ထဏ်ရာရရှိခဲ့တယ်လို့ထိုင်းချေဆိုင် Car Oso သတင်းဌာနကဖော်ပြပါတယ် တည်ဆုံးသူတွေအတွက်ရော့ကြီးပေးဆောင်မှာဖြစ်ကြောင်းနဲ့တည်ဆုံးသူတွေရဲ့မိသားစုဝင်တွေအတွက်ဝန်내ကြောင်းထိုင်းနိုင်ငံပို့ဆောင်ရေးဝန်ကြီးကပြောခဲ့ပါတယ်မြန်မာနှစ်ဦးထိုင်းအင်ဂျင်နီယာတအူးအပါဝင်ထိုင်းလူမျိုး၃ဦးတည်ဆုံးခဲ့တာပါ တေဆုံးသွားတဲ့မြန်မာနိုင်ငံသား2ဦးကကိုစင်ကိုအောင်နဲ့ကိုနိုင်လင်းအောင်ဖြစ်ပြီးတော့ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်းမြန်မာအများစုပါဝင်တယ်လို့ထိုင်းအခြေစိုက်မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌဦးမိုးကျိုးကပြောပါတယ်ပြီးခဲ့တဲ့နှစ် November လကလည်းစောက်လုတ်စဲဒီတဒါရဲ့သမုတ်စခုံခရိုင်မဟာချိုင်မြို့ဈေးအနီးဘက်ချမ်းကလုပ်ငန်းဝင်ပြိုကျခဲ့ပြီးတော့မြန်မာအလုပ်သမား၅ဦးတေဆုံးခဲ့ပါတယ်ရှင် လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်တာဝန်ရှိတယ်ဆိုတဲ့စွဲချက်နဲ့မနီလာမြို့မှာဖမ်းဆီးခံလိုက်ရတဲ့ဖိလစ်ပိုင်သမ္မတဟာယိုဒရီဂိုဒူတာဒေးကိုမတ်လ14ရက်နေ့ကနိုင်ငံတကာရာဇဝတ်တရားရုံး ICC မှာတရားသူကြီးတွေကပထမဆုံးအကြိမ်ဗီဒီယိုနဲ့စတင်မေးမြန်းဆက်ဆေးခဲ့ပါတယ်။အသက်89နှစ်အရွယ်ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေးက တရားသူကြီးတွေစစ်ဆေးတာကို ICC ထိမ့်သိမ်းရေးစင်တာကနေဗီဒီယိုအွန်လိုင်းစနစ်နဲ့တက်ရောက်ခဲ့တာပါဆွဲချက်တင်စစ်ဆေးကြားနာတာကိုလာမယ့်စက်တင်ဘာလ25ရက်နေ့မှာဆက်လက်လှုပ်ဆောင်မယ်လို့ ICC ကကြေညာပါတယ် တမရဟောင်တူတာဒေးဟာဒါဘုတ်မြို့တော်ဝင်အဖြစ်တာဝန်ယူခဲ့စဉ်နဲ့တမရအဖြစ်တာဝန်ယူခဲ့စဉ်ကမူရစေဝါနှိမ်နင်းရေးစီမံချက်တွေမှာတန်ရာရှိသူတွေကိုတရားစင်တာမရှိဘဲနဲ့တတ်ဖြတ်ခဲ့တာကြောင့်ဒီလောက်ရဟာလူသားဖြစ်တည်မှုကိုစန့်ကျင်တဲ့ရာဇဝတ်မှုအဖြစ်2018ခုနှစ်ကတည်းက ICC ကစုံစမ်းစစ်ဆေးပြီးတော့ဖန်ဝရန်ထုတ်ခဲ့တာပါရှင်။ အခုဆက်လက်ပြီးတော့သတင်းဆောင်မတွေကိုထုတ်လွှင့်ပါမယ်ရှင်။မြန်မာနိုင်ငံကလူဦးရေတသန်းကျော်ကိုထောက်ပံ့မှုတွေရပ်မယ်လို့ WFP ကကြေညာလိုက်တာကြောင့်အကူအညီတွေရယူနေကြတဲ့စစ်ဘေးဒုက္ခသည်တွေစာဝတ်နေရေးအခက်အခဲဖြစ်လာမှာကိုပူပန်နေကြပါပြီ။ဒီအကြောင်းကိုမက်ဆစ်မှာဝင်တင်ပြပါမယ်ရှင်။ မြန်မာနိုင်ငံကလူဦးရေတသန်းကျော်ကို ကုလသမဂ္ဂစားနပ်ရိက္ခာအစည်းအဝေး WFP ကထောက်ပံ့မှုတွေရပ်တန့်လိုက်မယ်ဆိုရင်လက်ရှိစားနပ်ရိက္ခာလိုအပ်ချက်ကြီးမားနေတဲ့မြန်မာဒုက္ခသည်တွေပိုပြီးခက်ခဲတွေနဲ့ရင်ဆိုင်လာရနိုင်တယ်လို့ဒုက္ခသည်ရေကူညီနေသူတွေကပြောပါတယ်ကင်နီပြည်ကြားကလာစီမံအုပ်ချုပ်ရေးကောင်စီ IC ရဲ့အတွင်ရေးမှုနှစ်ဖြစ်တဲ့ကိုပညာက WFP အကူအညီတွေဖြတ်တောက်လိုက်ရင်ကြားပြည်နယ်မှာနေစဉ်အကူအညီလိုအပ်နေတဲ့ဒုက္ခသည်တသိန်းခွဲကျော်အတွက်စားတောက်ရေးပိုင်းမှာပိုခက်ခဲသွားမယ်လို့ပြောပါရယ် ဒီအရဖက်ဖွဲ့စည်းတချို့နဲ့မဖြစ်စေတချို့အာ international NGO တို့ဖြစ်စေပါတော့ကျွန်တော် human trainer ကိစ္စကိုကျွန်တော်ဝိုင်းဝန်းပြီးတော့မှပြည်ညာပြည်ညာပါတော့ကင်းနီမာတော့ကုညီပေးနေတာရှိတော့ပါတော့အကေအာ WFP ကဖက်တော်လိုက်မယ်ဆိုရင်တော့တခြားလူကိုတော့ကျွန်တော်တို့ကဒီနစ်နာပြီးတာပေါ့နော် RGSX ကလည်းဖက်တော်ချင်းပေါ်မှာလည်းထားပြီးတော့ဆင်ပေါ့တနည်းနာတော့နိုင်လို့ဒုက္ခရတော့နိုင်လို့ကျွန်တော်ပြောလို့ရတယ်ကရတီနယ်မှာတိုက်ပွဲတွေကြောင့်ထွက်ပြေးနေရတဲ့ဒုက္ခသည်နှစ်သိန်းခွဲကျော်ရှိပါတယ် အဲ့ဒီကလူကြီးတသိန်းခွဲကျော်ဟာနေစဉ်အကူအညီတွေလိုအပ်နေတာကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီတွေကိုမျှော်လင့်နေရတယ်လို့ဆိုပါရယ်။ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်အဆက်ကဒုက္ခသည်ရေးကူညီပေးနေသူတို့ကလည်း WFP အကူအညီကိုမှီခိုနေရတဲ့ဒုက္ခသည်အနည်းဆုံး9000ကျော်အတွက်စွဲနေပါရယ်။ရှမ်းပြည်ကို WFP ရာထူးတစ်ဖြစ်ပြဒီကိုခိုင်တကြောရှိတယ်ဗျာဒီကြောရှိတယ်ဗျာအဲ့တော့ကျွန်တော်ရှမ်းပြည်တော့အနည်းဆုံးတစ်ဖက်ကမအောင်တဲ့ခံမှာတော့ရှိတယ်ပြေးကြတယ် WFP ထောက်ပံ့မှုနဲ့ရည်တည်နေရတဲ့ရှမ်းပြည်နယ်တောင်ပိုင်းကစပေးဒုက္ခသည်တအူးဖြစ်တဲ့ဒေါ်ဝေဝေကလည်းဒုက္ခသည်တွေဘဝရည်တည်ရေးပိုကျတဲလာမှာကိုစိုးရိမ်နေပါတယ်ဒီလိုမှာထောက်ပံ့တော့ကျမတို့အတွက်ထူးလုံမှာပေါ့နော်။လုံးလည်းမရှိတဲ့ဖဲဆူတော့တော့အဲ့လိုမျိုးအလုံးရှိနေဒီဟာလေးဒီနဲ့ထိုင်စားလို့ရတော့အခုဆိုရင်အဲ့လိုမျိုးထိုင်စားဖို့ကျော်နေဒီထဲမှာနာမည်ဝေစားရလဲဖီးရလဲနော်ဒီကဲဆိုကိုရှင်လုံးဦးမြင့်လည်း ရခိုင်ပြည်နယ်ကဒုက္ခသည်အများစုကလည်း WFP အထောက်ပံ့တွေကိုမှီခိုနေရတာပါတိုက်ပွဲတွေကြောင့်ရခိုင်ပြည်နယ်မှာအ ਨੇ ဆုံးလူဦးရေ9သိန်းကျော်နေရွှန့်ခွာနေရပြီးသူတို့အတွက် WFP အကူအညီမရတော့ရင်အတော်လေးကြက်တဲသွားနိုင်တယ်လို့ဒုက္ခသည်အကြီးအကူအညီသူတူဦးဖြစ်တဲ့ဦးခိုင်ကောင်းဆန်ကပြောပါတယ် ငကိုကလေးကမှဒီတပ်ပြေကဆင်းရဲတယ်နောက်ဒီပြည်တွင်းစစ်တန်ကြောက်ဆိုရင်လည်းဖြတ်တောက်မှုတွေခံထားရတယ်။အဲ့ဒီပုံမှန်မှဒီ WFP တို့ကလည်းသူတို့ရဲ့ငွေကြေးခက်ခဲတွေကြောင့်ဗဏ္ဍငွေခက်ခဲကြောင့်ပြတ်တယ်မယ်ဆိုရင်ဖြတ်တောက်မယ်ဆိုရင်တော့တော်တော်ကိုဒီအခက်ခဲမှုတွေကြုံတွေ့တော့ကြမှာပေါ့။လာမယ့်ဧပြီလကစပြီး WFP ကသူတို့ရဲ့အကူအညီတွေကိုရပ်တန့်တော့မှာပါ။ ။ဒါကြောင့် WFP ရဲ့ထောက်ပံ့ကိုပဲအားထားနေရတဲ့ Ranger တွေအပါအဝင်ရခိုင်ပြည်နယ်အလဲပိုင်းကနေရဲစွန့်ခွာသူတသိန်းကိုပါထိခိုက်စေနိုင်တယ်လို့ဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်မှာကာလာရှေကြာစစ်ဘေးတန်းရှောင်နေရတဲ့ကရင်ဒုက္ခသည်တွေလည်းစာနယ်အခါဖြတ်တောက်ခံရမယ့်အခြေအနေရှိနေပါတယ်။ကေမျိုးသားစီယုံ KNU ပြောခွင့်ရသူပရိုဆော့တော်နီကတော့ WFP ရဲ့စာနယ်အခါဖြတ်တောက်မှုကြောင့်ကြုံရမယ့်အခြေအနေကိုမှန်းဆလို့မရသေးဘူးလို့ပြောပါတယ်။ မြန်မာပြည်သူတွေကိုစားနပ်ရိက္ခာအထောက်ပံ့တွေဆက်ပေးနိုင်ဖို့အမေရိကန်ဒေါ်လာတန်း60အရေးကြီးလိုအပ်နေတယ်လို့ WFP ကမတ်လ14ရက်နေ့ကထုတ်ပြန်ထားပါတယ်။ရမုံငွေလိုအပ်ချက်ကြီးမားလာတာကြောင့်အကူအညီတွေရပ်တန့်ရတာဖြစ်ပြီးနောက်ထပ်ရမုံငွေအသစ်မရတော့ဘူးဆိုရင်9နှစ်အောက်ကလေးကိုဝင်ဆောင်နှုတ်တိုက်မိခင်မတန်ဆွမ်းစတဲ့ထိခိုက်လွယ်အုပ်စုတွေကလူကြီး3000ကျွဲလောက်ကိုပဲဆက်လက်ကူညီနိုင်တော့မယ်လို့ WFP ကပြောထားပါတယ်ရှင်။ တရုတ်နိုင်ငံရွှေလီနဲ့ကျဲကောင်မျိုးကမြန်မာနိုင်ငံသားတွေအလုလုနေတဲ့နေရာတွေကိုမတ်လဇန်ပိုင်းကစပြီးတော့တရုတ်ရဲတပ်ဖွဲ့ဝင်တွေနေစဉ်ဝင်ရောက်ဖမ်းဆီးနေလို့တရက်ကိုမြန်မာနိုင်ငံသားအ ਨੇ ဆုံးအယောက်30လောက်ဖမ်းဆီးခံရတဲ့အကြောင်းကိုမတ်ထထအိမ်တော်တင်ပြပါမယ်ရှင်တရုတ်နိုင်ငံရွှေလီနဲ့ကျဲကောင်မြို့မှာအထောက်အထားမဲ့နေထိုင်သူတွေနဲ့နေဆက်ဖြတ်တန်းခွင့်လက်မှတ်တပ်တန်းကုန်နေတဲ့မြန်မာတွေကိုတရုတ်ရဲကနေစဉ်ဖမ်းဆီးနေတယ်လို့အဲ့ဒီမြို့တွေမှာအလုံးလုံးနေသူတွေကပြောပါရတယ်။ အခုနှစ်မတ်လဇန်ပိုင်းမှာဖမ်းဆီးမှုတွေခက်စိတ်စိတ်လှုပ်လာပြီးအဖမ်းခံရသူတွေကိုရွှေလီနဲ့ရင်ကျန်းမြို့ကအကျဉ်းထောင်တွေစီကိုပို့တယ်လို့ဆိုပါတယ်နေဆက်ဖြတ်တန်းခွင့်လက်မှတ်တက်တန်းကုန်နေခြင်းဖြစ်လို့စိတ်ယုံတွေကနေအပြစ်မထွက်ရဘူးလို့ရွှေလီမျိုးကအယုတ်စိတ်ယုံမှအလုံးလုံးနေသူကိုဝင်းနိုင်က RFE ကိုပြောပါတယ်။အဖမ်းကြီးကတော့ဤတိုင်းလူလူရှိတာဗျာ။ဟိုတားကြမ်းတာနေမကြမ်းတာနေပဲကွာတာပေါ့နော်။ကျွန်တော်စိတ်ယုံမှနေတာဆိုတော့ကျတော့ စယုံနေရတော့ဒါကြီးတော့မကြောက်ဘူးဗျာနော်ဒါပေမဲ့ပြင်မှာလုံးဝထွက်လို့မရဘူးမြမအများစုရှိတဲ့ဈေးတွေစက်ယုံတွေနဲ့နေရအများအပြားမှာနေစဉ်ဖမ်းဆီးနေတာလို့ရွှေလင်းမြို့မှာအလုံးလုံးနေတဲ့ကွက်ခိုင်မျိုးကန်ကိုဒီဒီက RFA ကိုပြောပါတယ်စုံနေရပေါင်းရင်းမှာရှိရင်းနေဆိုလို့ရှိရင်အဲဒီစက်ယုံကပေါ့ထောက်ဆဆိုတာကျူအကုတ်ဆိုတာပေးထားအဲဒီကုတ်မပါလို့ရှိရင်တခါရေးဆွေးတော့မှအဲ့လိုဒီမှာပြန်ပြူရတော့ဖမ်းပြီးတော့ တခါသုံးနေဆက်ဖြတ်တန်းခွင့်လက်မှတ်ဟာတရုတ်နိုင်ငံတွင်မှ698ခုနှစ်ရတာနေထိုင်ခွင့်ရှိပြီးတပ်တန်းကုံရင်မူဆယ်မြို့ကိုပြန်လက်မှတ်အသစ်လုပ်ရပါတယ်။တရုတ်နိုင်ငံတွင်ဝင်ဖို့မူဆယ်နေဆက်မှာလူဦးရေ1000နီးပါးနေ့စဉ်စောင့်ဆိုင်နေပြီးနှစ်နိုင်ငံစလုံးကတရက်ကိုလူဦးရေ900နီးပါးသာနေဆက်ဖြတ်တန်းခွင့်လက်မှတ်ထုတ်ပေးကြတာပါ။ ကျဲကောင်မျိုးမှလည်းအလဲကျဝင်ဖန်းနေတယ်လို့လမ်းပေါ်မှာတွားနေတဲ့မြန်မာတွေပါဖန်းစည်းခံရတယ်လို့ကျဲကောင်မျိုးကစိတ်ုံတစ်ခုမှအလုံးလုံးနေတဲ့အမျိုးသမီးတစ်ယောက်က RFA ကိုပြောပါတယ်ဒီကောင်ကတက်သွားနေရတယ်အလူကြီးတက်ပြီးပါတယ်သူကသွားနေရတယ်သူကလမ်းမပေါ်မှာအော်ဒီဆိုကံကြရပါဆိုလို့တာအိမ်ဆန်းနေတယ်ပေါ့လို့ရှိရတယ်မက်လာဇမ်းမိုင်းကတရုတ်အထည်ချုပ်စက်ရုံမှာမြန်မာနိုင်ငံသား900ကျော်ဆန္ဒပြပြီးနောက်ပိုင်းအရင်ထက်ပိုဖန်းစည်းလာတာလို့ရွှေပြောင်းအလို့သမားအကြီးကုညီပေးနေသူတွေကပြောပါတယ် ဖမ်းဆီးခံရတဲ့သူတွေကိုထောင်ဒဏ်တစ်လကနေနှစ်နဲ့ချီအပြစ်ပေးတယ်လို့ပြည်ဝင်ဝင်ပိတ်ခံရတာလည်းရှိတယ်လို့မူဆန်နေဆက်မှာရွှေပြောင်းအလုတ္တမအကြီးကုညီပေးနေသူတယောက်က RFA ကိုပြောပါတယ်မြန်မာနိုင်ငံသားတွေကိုအခုလိုဖမ်းဆီးနေတဲ့အပေါ်ရန်ကုန်မှာရှိတဲ့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ယုံကို RFA ကအီးမေးလ်ကနေတဆင့်မတ်လ10ရက်နေ့ကလေးကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေဆိုတာမရှိပါဘူးရှင်။ မြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေရဲ့ဖိအားကြောင့်မိသားစုနဲ့အေဂျင့်ရဲ့ဘဝကိုဆွန့်လွှတ်ပြီးတော့ထိုင်းနိုင်ငံမှာတရားမဝင်အလုပ်လုပ်ရင်းနေစဉ်အကြောက်တရားနဲ့နေထိုင်နေရတဲ့မတ်မီမီအကြောင်းကိုမတ်သစင်လိုင်းတင်ပြပါမယ်ရှင်။အလုံးစရောက်သွားပြီဆိုတာနဲ့လို့အသက်ရှူအရင်ကြက်တော့ခံစားရတယ်။အင်းဤဖြစ်ပါလဲဆိုတော့မာလောက်ကတရားဝင်လောက်ခင်မရအောင်လေ။ အလုံးလုံးနေရဆိုပေမဲ့အဲ့လိုမျိုးပေါ့ငါပဲချိန်လာဖန်ခံရတော့မလဲဆိုတာမျိုးပေါ့ထိုင်းနိုင်ငံမှာတရားမဝင်အလုံးလုံးကင်နေရတဲ့အသက်24နှစ်ရွယ်မမီမီဟာဒီစကားတွေကိုပြောရင်ညင်ရီတွေထိမထားနိုင်ခဲ့ပါဘူးမမီမီဟာမြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေကြောင့်ရန်ကုန်ကမိသားစုနဲ့အေးချမ်းစွာနေထိုင်ရတာကနေ ထွက်ပြေးလာရသူတူပါစိတ်လုံးဆုံးမှုမရှိဘူးလှုပ်ဆင်းလှုပ်တက်နေတဲ့အချိန်မှာလည်းသွားရလာရတဲ့ဒန်းမှာအနေရည်ဒီပါဒီပေါ့အဲ့ဒါတွေလည်းလုံးချုံမှုမရှိဘူးဆိုတော့ဒါဘလိုပဲနေရနေရမြန်မာနိုင်ငံထက်စားလို့ရှိရင်တော့လုံးချုံမှုရှိမယ်ဆိုပြီးဒီကိုရောက်လာတာပေါ့ဒါပေမဲ့ထိုင်းနိုင်ငံမှာလည်းတရားဝင်နေထိုင်ခွင့်ရဖို့ဗီဇာလုပ်ငန်းစဉ်ကမလွယ်ကူပါဘူးမမီမီရောက်လာခြင်းသူအပ်ထားတဲ့ကြောင်းကဗီဇာထုတ်မပြီးတော့တဲ့အခါ ီပောက်ကိုထွားပြီးထိုင်းကိုပြန်ဝင်ရတာမျိုးနဲ့ကြုံခဲ့ရပြီးအချိန်ငွေအိုင်းအင်တွေပို့ကုန်ခဲ့ရပါတယ်အဲ့ဒီနောက်ချင်းမိုင်မြို့မှာတနစ်တတန်းရှိတဲ့ကျောင်းသားဗီဇာသူရခဲ့ပါတယ်ဒါပေမဲ့ဒီဗီဇာနဲ့တရားဝင်အလုပ်လုပ်ကင်ခွင့်တော့မရှိပါဘူးစာဝတ်နေရေးအတွက်အရေးစွန်ပြီးလမ်းဘေးစည်းဆိုင်တစ်ခုမှအလုပ်လုပ်ဖို့မမီမီရွေးချယ်လိုက်ရပါတော့တယ်အရင်ကမမီမီဟာရန်ကုန်မှာ ြည်ပပညာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာကျောင်းသားတွေနဲ့မိဘတွေကို အကြံဉာဏ်ပေးတဲ့အလုပ်လုပ်ခဲ့သူပါအခုတော့ထိုင်းနိုင်ငံမှာတူတက်ခဲ့တဲ့ပညာနဲ့မဆိုင်တဲ့လမ်းမစည်းဆိုင်မှာစိုင်သိန်းစိုင်ခင်းရတဲ့ဘဝကိုရောက်နေရသလိုထိုင်းလူမျိုးတချို့ရဲ့ခွဲခြားဆက်ဆံမှုကလည်းသူ့ကိုစိတ်ထိခိုက်စေခဲ့ပါတယ်အခုနှစ်ထဲမှာသူ့ရဲ့ကျောင်းသားဗီဇာကုန်တော့မှကြောင်းနောက်ထပ်နေထိုင်ခွင့်အတွက်ကိုလည်းစိုးရိမ်နေရပါတယ် မြန်မာပြည်ချင်းငြိမ်းချမ်းတဲ့တနေ့တော့မိသားစုနဲ့တတ်တိုက်ဝုံဝုံပြန်နေဖို့ကသူ့ရဲ့ရည်ရွယ်ချက်ပါလို့မမီမီကပြောပါတယ်ရှင်။ RFA ရဲ့အစီအစဉ်တွေကိုဒီမှာပဲရန်နာပြစေမြန်မာပြည်သူပြည်သားများမင်္ဂလာရှိတဲ့ညချမ်းဖြစ်ပါစေရှင်။